ဘုရားလုံးမင်္ဂလာပါနော်ဒီကနေ့9ရက်12လ2025ခု1389ခုရတော်လာပြည့်ကျော်9ရက်အင်္ဂါနေ့အတွဲကျွန်တော်တို့ယူတော်မင်္ဂလာခြံရဲ့နေ့စဉ်အခါတော်ပေးရေရာဟောဒရန်ဖြစ်ပါတယ်ခုနှစ်ရက်သာသမီများအခက်အခဲကြုံတဲ့အခါလွယ်လွယ်ကူကူလုပ်လို့ရဖို့အတွက်မားမလန်နိုင်တဲ့ကြားရရနေပြီးတော့ကျွန်တော်တို့ဒီရေရာလေးတွေကိုရိုက်ပြီးတော့တင်ပြတာဖြစ်ပါတယ် အင်္ဂါနေ့ကိုကျွန်တော်တို့ဘေးရင်တွက်ကင်းရစဉ်ကောသာဇံ၉လုံးအတ္တလိကကပ္ပနခတ်နဲ့ဆန်းရှင်ပြီးတော့သဗ္ဗဒိဋ္ဌိရုပ်ရတဲ့ပုံနာတိတိလဝဲတရကြီးဆိုပြီးတော့သတိလကာလလည်းဖြစ်ပါလေအဲ့တော့အင်္ဂါနေ့မှာမိမိတို့ခုနှစ်သားသမီးတွေအကြောင်းကိစ္စကြောင့်လည်းကလွယ်လွယ်ကူကူပြုလုပ်လို့ရအောင်ပေါ့နော်အဲ့တော့နံပါတ်၁ကတော့တနင်္ဂနွေနံနဲ့ပတ်သက်တဲ့ကိစ္စတွေအခက်အခဲမရှိဘဲနဲ့အဆင်ပြေခြင်းနဲ့ဆိုရင် ပြုလုပ်ရမယ့်ရည်ရွယ်ပါ အဲ့ဒါဗာလဲဆိုတော့တနင်္ဂနွေနေ့ဆိုရင်အိမ်ရောင်းခြင်းတို့အိမ်ဝယ်ခြင်းတို့အလုပ်ရဖို့အတွက်တို့အကြီးအကဲနဲ့အစဉ်ပြေဖို့အတွက်တို့အိမ်တွင်းရေးတာယာချမ်းမြေ့စေဖို့ပူပင်သောကကင်းစေဖို့စတဲ့တနင်္ဂနွေနေ့နဲ့ပတ်သက်တဲ့ကိစ္စတွေမှာအခက်အခဲတွေရှိတယ်အဲ့ဒီအခက်အခဲတွေကလွတ်မြောက်ခြင်းနဲ့အစဉ်ပြေပြေဖြစ်ခြင်းနဲ့ဆိုရင်လက်ဝါးနှစ်ဖက်ကိုနော်မိမိရဲ့လက်ဝါးနှစ်ဖက်ကိုရေမွေးလေးဆော့ဆော့ပြီးတော့ဆူတောင်းလိုက်အဲ့ဒါဆိုရင်ဒါတနင်္ဂနွေနေ့မှာအခက်အခဲတနင်္ဂနွေနေ့နဲ့ ပတ်သက်တဲ့ခက်ခဲတွေပြည်လည်စီမှာဖြစ်ပါတယ်။နောက်တစ်ခုကတနင်္လာနံနဲ့ပတ်သက်တဲ့ကိစ္စကာယောင်ကားဝယ်ကိစ္စကုမ္ပဏီလုပ်ငန်းကိစ္စကုန်ကြောင်ဆိုင်စတဲ့အယောင်ဝယ်ကိစ္စတွေအစဉ်ပြေနေတာငွေပေးငွေယူလုပ်ငန်းတွေအောင်မြင်နေတာရကြရှိရှိတဲ့ငွေတွေချောချောမောမောရဖို့ပေးကြရကြီးတဲ့ငွေတွေချောချောမောမောပေးနိုင်ဖို့အတွက်ဆိုရင်တမယာတိငါးလုံးကိုအိမ်ဖျားမှာကတ်လုပြီးတော့ဆူတောင်းလိုက်ပါနော်။ သင်္ကန်းနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေနေတယ်ဆိုရင်စေဘက်ဆိုင်ရာစေဘက်ဆိုင်ရာလုပ်ငန်းတွေအဆင်ပြေဖို့တကားပြောအောင်မြင်သေးဖို့လဲအောင်ငယ်သားကိစ္စအလို့သမားကိစ္စတွေအဆင်ပြေဖို့အတွက်ဆိုရင်ကိုနှစ်သက်တဲ့ဂုံတော်တပါးပါကိုပရိငါးပတ်စိတ်လိုက်ပါဂုံတော်ပရိငါးပတ်စိတ်လိုက်ပါကြိုက်နှစ်သက်တဲ့ဂုံတော်ကိုစိတ်လို့ရပါတယ်နော်နောက်ဘုရုံနဲ့အမှုပညာအလပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအမှုပညာလုပ်ငန်းတွေအောင်မြင်သေးဖို့ နော်ရွှေတန်ရောင်းကောင်းဖို့ရေတန်လုပ်ငန်းတွေအောင်မြင်စေဖို့အတွက်ဆိုရင်ဝါတုတစုံဝိုးတဲ့ငါတန်နေခန်းလို့ပြောပြီးတော့ချိုးပြီးတော့အရင်ကိုရင်ရဲ့အပြင်ဘက်မှာစွန့်ပြစ်လိုက်ပါနော်အဲဒါဆိုရင်ဗုဒ္ဓဦးတန်နဲ့ပတ်သက်တဲ့အခက်အခဲတွေပြေလည်ပြီးတော့အဆင်ပြေသွားစေမှာဖြစ်ပါတယ်။နောက်ကြာသာပရိနိဗ္ဗာန်နဲ့ပတ်သက်တဲ့ကိစ္စဆိုရင်မြေရောင်းမြေဝဲကိစ္စပညာဆရာကိစ္စသင်တန်းကိစ္စစတဲ့ကြာသာပရိနိဗ္ဗာန်နဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေစေခြင်းနဲ့ဆိုရင်တော့မွေးနံတောင်မှာထီးပြူငားလဲလူပြီးတော့ဆူတောင်းပါ နော်မွေးတန်တောင်းမှာထီပြူငါလဲလူပြီးတော့ဆူတောင်းလိုက်ပါကိုယ့်ရဲ့အညံ့နေခိုက်တယ်ပြပြပြီးတော့ကောင်းကျိုးတွေရရှိစေမှာဖြစ်ပါတယ်နောက်တောက်တန်တန်နဲ့ပတ်သက်တဲ့ကိစ္စတဲ့တွတ်တန်တဲ့အယောင်းဝယ်ကိစ္စတွေစကားပြောဆိုခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေပြပြသားခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေပြည်တွင်းပြည်ပခရီးဝေးသွားလာခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအဆင်ပြေခြင်းနဲ့ဆိုရင်တဲ့ဒါတချောင်းချောင်းပေါ်ပါဒါပေါ်မှာဖျောင်းနိုင်အနီရောင်လေးထွန်းပြီးတော့ဆူတောင်းလိုက်ပါအဆင်ပြေတဲ့နေရာမှာထွန်းလို့ရတယ်ဒါလေးတချောင်းပေါ်မှာ ပြောင်းနိုင်ညီအောင်လေးထွန်ထွန်ပြီးတော့တောက်ကြံတဲ့အခက်အခဲတွေပြေလည်သေးဖို့အတွက်အလေးနဲ့ဆူတောင်းပါ။နောက်စနေနေ့နဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေနေတဲ့ဆိုရင်ဝန်ထမ်းလုပ်တွေရာထူးတို့ဖို့လာသာတို့ဖို့နေရာကောင်းရဖို့တွေနောက်ကွာအမှုခင်းပြဿနာတွေကြုံတွေ့နေရတဲ့အခါမှာဖះတောက်တော်ကြီးကွက်တွေကိုပြောင်းတိုက်ချွတ်ဆေးကြောပြီးတော့ရေတော်ဖြည့်ပြီးတော့ကတ်လူလိုက်ပါတဲ့အဲဒါဆိုစနေနေ့နဲ့ပတ်သက်တဲ့ကိစ္စအခက်အခဲတွေပြေလည်သေးမှဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့အင်္ဂါနေ့အတွက် ရရာဟောတဲ့လေးဖြစ်ပါတယ်ခုနှစ်ရသာသမီအပေါင်းကိုကျမ်းမှာစိတ်ကျမ်းသာလိုရာဆန္ဒပြကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်